မင်းအောင်လှိုင်ဟာအယံကိုခေါင်းဆောင်ဖြစ်ချင်တဲ့လူသားတယောက်ဖြစ်တယ်။သူကခေါင်းဆောင်ဖြစ်တာတော့မှပဲလူအများရဲ့ချစ်ခင်လေးစားမှုယုံကြည်မှုအားပေးမှုအတိမပြူမှုကို အရန်ကိုစာလောင်ငတ်မွတ်နေတဲ့တရိတ်ဆန်တကောင်ရဲ့ငတ်မှုမှုမျိုးလိုခေါင်းဆောင်ဖြစ်ချင်နေတဲ့လူသားတယောက်ဖြစ်တယ်အဲ့တော့မင်းအောင်လှိုင်အနေနဲ့ဒီလိုခေါင်းဆောင်ဖြစ်ဖို့အတွက် အချိန်နောက်မကြသေးပါဘူးဒီလိုခေါင်းဆောင်ဖြစ်ဖို့အတွက်သူလိုလားတဲ့ခေါင်းဆောင်မျိုးဖြစ်ချင်တယ်ဆိုလို့ရှိရင်မင်း online အနေနဲ့နံပါတ်1နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလှုပ်ပေးပါနံပါတ် တိုင်းပြည်မှာရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံဟလာလူလူလူရန်စာမျိုးစုံပါဝင်တဲ့ပြည်သူညီလာခံတရက်ကိုခေါ်ယူပြီးတော့တိုင်းပြည်မှာ ပြည်သူတွေအားလုံးသဘောတူညီမှုပါဝင်တဲ့ပြည်တော်စုပုံစံနိုင်ငံရေးစနစ်ပုံစံတစ်ခုကိုဖွဲ့စည်းပုံအခြေခံဥပဒေသေးတစ်ခုအဖြစ်ရေးဆွဲပါနမတောလွတ်လပ်ပြီးတရားမျှတတဲ့ရေးကောက်ပွဲကို ချင်းပါပါနံပါတ်၄ free speech နော်လူတွေကိုလွတ်လပ်စွာဝေဖန်ပြောဆိုပိုင်ခွင့်ပေးပါနံပါတ်၅ free press သတင်းမီဒီယာတွေရဲ့လွတ်လပ်ခွင့်ကိုပေးပါနော်အဲ့တော့ဒီအချက်လေးတွေကိုပဲ မင်းအွန်လိုင်းကအကောင့်တွေပေါ်ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင်သူလိုချင်နေတဲ့တမိုင်းမှာကြံခဲ့မဲ့အထူးသဖြင့်တော့စစ်တပ်ရဲ့တမိုင်းပေါ့နော်စစ်တပ်ရဲ့တမိုင်းကောင်းလဲကြံမယ်အဲ့တော့စစ်တပ်ရဲ့တမိုင်းကောင်းကြံဖို့ဆိုတာကဒီနေ့တက်မတော်တာအများစုရဲ့လိုအေးဆန္ဒလဲ ဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းကကျွန်တော်ခုနပြောခဲ့တဲ့အချက်၅ချက်ပေါ့ဗျာเนาะနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးမယ်နိုင်ငံရေးပါတီအဖွဲ့အစည်းတည်တည်တိုင်းသားလူမျိုးစုအဖွဲ့အစည်းတည်တည်ဒါတွေနဲ့ပြည်သူညီလာခံတရက်ကိုခေါ်ယူကျင်းပပြီးတော့ပြည်သူသဘောထားဆန္ဒနဲ့ကိုင်းညီတဲ့ပါဝင်တဲ့ ပြည်တော်စုပုံစံနိုင်ငံရေးစနစ်ပုံစံတစ်ခုကိုတည်ဆောက်ပါပြီးတဲ့အခါကျရင်လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုကိုကျင်းပပါ free speech လွတ်လပ်စွာဝေဖန်ပြောဆိုပိုင်ခွင့်တွေကိုပေးပါ free press လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အခွင့်အရေးကိုပေးပါเนาะအဲ့တော့ဒီအချက်၅ချက်ကို မင်းအွန်လိုင်းအနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်သူလိုချင်တဲ့တမိုင်းကောင်းစစ်တပ်ရဲ့တမိုင်းကောင်းသူ့ရဲ့တမိုင်းကောင်းဟာကြံခဲ့မှာဖြစ်တယ်လို့မျိုးတိုင်းပြည်လဲအေဂျင့်ပဲတာယာမှာဖြစ်တယ်အဲတော့ဒီနေ့ကျွန်တော်ပြောတဲ့တိုင်းပြည်အေဂျင့်တာယာရေးစကားသုံးဖြစ်ပါတယ်